အားလုံးပဲမင်္ဂလာပါခင်ဗျာ knowledge hub page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြသွားပေးမယ့်အကြောင်းအရာလေးကတော့ပွေညင်ရာနာတွေကိုအင်းတွင်းစေဝါကုသနီးနဲ့ဘလူကုသမလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ခင်ဗျာခုလိုမျိုးရာဒီဥတုအေးတဲ့အချိန်တွေဆူဆွတ်တဲ့အချိန်တွေရောက်ရင်ဂျိုင်းညာပေါင်ကြားနဲ့ခြေချောင်းကြားတွေမှာရှားတာပွေပေါက်တာညင်းပေါက်တာတွေဖြစ်လေဖြစ်တာရှိကြပါတယ်ဒီလိုဖြစ်ပြီးဆိုရင် ကုတ်ရဖက်ရနဲ့ အရေးပြားတွေမဲပြီးဆက်ပြင်းပြင်းနေဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ကဒီနေ့မှာတော့အင်ဒွင်းမီဘိုကြောင့်မှရှိတဲ့ကြက်ဟင်းငါသီးနဲ့ဒီရားနာတွေကိုဘယ်လိုတတ်တာအောင်ကုသမလဲဆိုတာကိုပြောပြသွားပေးပါမယ်ခင်ဗျာ။ကြက်ဟင်းငါသီးဆိုတာကတို့ဇာအနေနဲ့ပဲစားလို့ကောင်းတာမဟုတ်ပါဘူးခင်ဗျာ။သူ့မှာပါတဲ့အခါတက်ကစေးဘက်ဝင်ပါတယ်။ကြက်ဟင်းငါသီးမှာ ပိုးမားတွေကိုတည်စေနိုင်တဲ့အစွမ်းတွေအယောင်ကျစေတဲ့အစွမ်းတက်သည့်ပါဝင်ပါတယ်ခင်ဗျာ။ဒါကြောင့်မလို့ ရာနာဖြစ်စေတဲ့ပိုးတွေကိုသူကနှိမ်နင်းနိုင်မှတယ်။ရှေးလူကြီးတွေလက်ထပ်ကလေးကအသုံးပြုခဲ့ကြတဲ့လက်တွေ့ပျောက်ကင်းတဲ့စီနီကောင်တစ်ခုလည်းဖြစ်ပါတယ်ခမ။လုံပုံလုံးကြီးရလဲလွယ်လွယ်လေးပါပတ်စံကုန်စရာမလိုပါဘူးခမ။အရင်ဆုံးကျဟင်းကားသည့်အစိမ့်တလုံးကို ရေစင်အောင်ဆေးပြီးပပလှိလိုက်ပါ။ပြီးရင်တော့ငရုတ်စုံနဲ့ထည့်ပြီးညက်နေအောင်ထောင်းမိပါ။ငရုတ်စုံကိုအသုံးပြုမယ်ဆိုရင်တော့ ရေစင်အောင်ဆေးပြီးမှအသုံးပြုဖို့တော့အကြံပေးပါရစေခင်ဗျာဒီလိုထောင်းလို့ရလာတဲ့အဖတ်တွေကိုအရေးညှစ်ယူလိုက်ပါရလာတဲ့ကြင်ငါးသည့်အရေးတွေကိုမှကျွန်တော်တို့ကဂွန်းစာလေးနဲ့ယူပြီးတော့ရှားတဲ့နေရာတွေပွေးကွက်ညှင်းကွက်တွေပေါ်ကိုတစ်နေ့ကိုနှစ်ခါလိမ့်ပေးပါမနက်တစ်ခါညတစ်ခါလိမ့်ပေးပါပါမယ်သတိထားမှာတစ်ခုတော့ရှိပါတယ်ခင်ဗျာတကယ်လို့ရှားနေတဲ့နေရာကကုတ်ထားဖဲ့ထားလို့အရေးပြားတွေပေါက်ပြဲနေမယ် အနာစင်းလိုမျိုးအရန်နီရဲပြီးရောင်နေမယ်ဆိုရင်တော့မလိမ့်ပါနဲ့။ဘာဖြစ်လို့လဲဆိုတော့အရန်ဆက်ပြီးတော့အနာလူသားပါလိမ့်မယ်။ဒီနီလန်းကကျွန်တော်တို့အိမ်သုံးစေနီမို့လို့စိတ်ရှင်းရှင်းနဲ့၃-၄ရက်လောက်တော့ဇက်တိုက်လေးမိဖို့လိုပါတယ်ခင်ဗျ။လင်းကြီးလို့မှမတက်တာဘူးအနာပိုဆိုးလာတယ်ဆိုရင်တော့ဈေးုံဈေးကန်သွားဖို့တော့လိုအပ်ပါတယ်။အားလုံးပဲကျမ်းမာချမ်းသာကြပါစေ။